မင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ဂျင်းစာစူဇန်လီလာမှုအစီအစဉ်တင်ပြန်လေကြိုဆိုပါရစေဟုတ်ကဲ့ပါကြိုဆိုပါရစေဒီနေ့မှာတော့လေရှင်ပေါလိုရဲ့အရေးပါတဲ့အောမာရာစာတစ်ဆောင်တည်းကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အခန်းတစ်ခုကိုအတူတူလေ့လာသွားကြမှာပါဟုတ်ပါတယ်ကျွန်တော်တို့ဆွေးနွေးမှာကတော့ကောရင်သူအောမာရာစာဒုတိယဆောင် အခန်းကြီး9ပေါ့နော်အေးအခန်းကြီး9ဒီဆွေးနွေးမှုအတွက်အဓိကအချက်လက်ကိုတော့အာဟိုဒီ the wise believers ကပြုစုထားတဲ့၃၀ချက်ကနေရယူထားပါတယ်ဟုတ်ကဲ့ဒီအခန်းကလည်းရှင်ပေါလို့ ਨੇ ကောရင်သူအတင်းတော်ကြားမှာအရေးကြီးတဲ့အချိန်တစ်ခုကိုပြနေတာအရင်ကသူတို့ကြားမှာနည်းနည်းပြင်းထန်တဲ့စကားတွေရှိခဲ့တယ်လေဟုတ်ကဲ့ဟုတ်တယ်အရင်အခန်းကြီးမှာပြဿနာလေးတွေရှိခဲ့တာပေါ့ဟင်းအဲ့ဒီနော်မှာသူတို့ရဲ့တုံပြမှုကဘလို့ရှိမလဲရှင်ပေါလုကအလာကိုဘလို့မြင်လဲဆိုတော့ဒီအခါမှာတွေ့ရမှာဟုတ်ကဲ့ဆိုတော့အဓိကအာယုံဆိုင်မှာကစစ်မှန်တဲ့နောင်တဆိုတာပါလဲ ဝမ်းနေချင်တမျိုးစားတယ်ပေါ့နော်။อืมဝမ်းနေချင်မျိုးစားတယ်။ဟုတ်တယ်။ပြီးတော့အဲ့ဒီကနေရလာနိုင်တဲ့နှစ်တင်ချင်းနဲ့ဝမ်းမြောက်ချင်းအကြောင်းဖြစ်ပါတယ်။ဟုတ်ပါတယ်။တကယ်တော့ဝမ်းနေချင်းကနေဝမ်းမြောက်ချင်းဖြစ်လာနိုင်တယ်ဆိုတာစဉ်းစားစရာပဲနော်။ဟုတ်တယ်လေ။တခါတလေဝမ်းနေတာကကောက်တဲ့ရာစီကိုဥတီသွားနိုင်တယ်။ရှင်ပေါလူကသူတို့ဝမ်းနေလို့သူဝမ်းမြောက်တယ်ဆိုတာမျိုးပြောထားတယ်မဟုတ်လား။อืมဟုတ်ပါတယ်။အဲ့ဒါဘာကိုဆိုလိုတာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်။ ဟုတ်ပါတယ်။ကဲဒါဆိုဒီအကြောင်းကို အတူတူစိတ်ဝင်စားဖွယ်လ ీల ကြည့်ကြအောင်။ကောင်းပါပြီ။အခန်းငယ်တနေ့ဆက်လိုက်ရအောင်။ဖျားတခင်ကိုကြောင်းရွံ့တော့အာခင်တန်ရှင်းခြင်းကိုဆုံးလင်းစေဆိုတဲ့တိုက်တွန်းချက်လေး။ဟုတ်ကဲ့အခန်းငယ်၁။အခန်းကြီး၆အဆုံးမှာဖျားတခင်ကတိတော်တွေအများကြီးပေးထားတယ်လေ။ငါတို့ကဖျားရဲ့ဘီမန်တော်ဖျားကငါတို့အဘငါတို့ကသားသမီးတွေဆိုတာမျိုးပေါ့။ဟုတ်ပါတယ်။အင်မတန်ကြီးမားတဲ့ကတိတော်တွေပါ။ဆိုတော့အေးကတိတော်တွေနဲ့ဒီတန်ရှင်းခြင်းကိုဆုံးလင်းစေဆိုတဲ့ တိုက်တွန်းချက်ကဘလို့ဆက်ဆံနေလေဒီတုံးသက်ချက်မှာအဲ့ဒီကြောင့်ဘလို့ပြောထားပါတလေအဲ့ဒီဆက်ဆံမှုကတကယ်ကိုအဓိကကြပါတယ်ဗါရဲဆိုတော့အခန်းကြီး6အစိုးမှာဖျားတခင်ကငါဟာမင်းတို့ရဲ့အဘဖြစ်မယ်မင်းတို့ကငါသားသမီးဖြစ်မယ်ဆိုတဲ့ကတိတွေပေးပြီးတဲ့နောက်အခန်းငယ်9အစားမှာဒါကြောင့်ဆိုပြီးဆက်ထားတာလေဟွန်းဒါကြောင့်ဟုတ်ကဲ့ဒီလိုကြီးမားတဲ့ကတိတော်တွေဒီလိုရင်းနှီးတဲ့ဆက်ဆံရေးကိုရထားတဲ့အတွက်ဖြစ်တဲ့တုံ့ပြန်မှုကတော့ကိုကိုကိုစင်ကြယ်စေဖို့ပဲ အဲ့ဒါကကိုခန္ဓာနဲ့စိတ်ဝိညာဉ်ကိုညှဉ်းညူးစေတဲ့ရာရှိသမျှနဲ့ကင်းလွတ်အောင်ကိုကိုကိုစင်ကြယ်စေပြီးတော့ဖခင်တခင်ကိုကြောက်ရွံ့ယူတဲ့စိတ်နဲ့တန်ရှင်းခြင်းကို အပိတတ်ဒါမှမဟုတ်စုံလင်စေရမယ်ဆိုတာပဲ။အင်းဒီနေရာမှာစုံလင်စေခြင်း perfecting holiness ဆိုတဲ့စကားလုံးကစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်ကဲ့ဒီဆုံးသက်ချက်မှာလည်းအဲ့ဒါကိုအလီးပေးထားတယ်ဗော။တန်ရှင်းခြင်းဆိုတာ တခါလှုပ်လိုက်ပြီးရင်ပြီးသွားတဲ့ကိစ္စမဟုတ်ဘူးမဟုတ်ဘူးနော်ဟုတ်ကဲ့ယုံကြည်သူရဲ့အတ္တတာမှာဆက်ပြီးတော့စူးစမ်းနေရမယ်တိုးတက်အောင်လှုပ်ဆောင်နေရမယ်လုပ်ငန်းစဉ်ကြီးဖြစ်တယ်ဆိုတဲ့သဘောကိုပြနေရပါဟုတ်ပါတယ်ဆက်သွားနေရမယ်ခရီးတစ်ခုလိုမျိုးပေါ့အဲ့လိုပေါ့နော်ဒါဆိုရင်ရှင်ပေါလုကကောရင်သူတောင်းတွေကိုသူ့အတွက်စိတ်နှလုံးဖွင့်ပေးဖို့တောင်းဆိုတာကိုဆက်ကြည့်အောင်အငယ်နှစ်ကနေလေးမှလေးဟုတ်ကဲ့ငယ်နှစ်ကနေလေးသူကသူတို့ကို မတရားမလုပ်ခဲ့ဘူးမဖြစ်စီခဲ့ဘူး အခွင့်ရေးမယူခဲ့ဘူးဆိုပြီးပြောတယ်။ဟွန်းသူ့ဘက်ကယောသားဖျောင်းမကြောင်းအရင်ဆုံးပြောတာပေါ့။ဟုတ်ကဲ့ပြီးတော့တစ်ဖက်မှာလည်းသူကြုံနေရတဲ့ဒုက္ခတွေအခက်ခဲတွေအပြစ်မှာရန်တွေ့တာတွေအတွင်းမှာကြောက်ရွံ့တာတွေရှိလေလို့ပြောသေးတယ်။ဟုတ်ပါတယ်။အခြေအနေကမလွယ်ဘူးဆိုတာကိုလည်းဝန်ခံထားတဲ့။ဒါပေမဲ့အဲ့ဒီဒုက္ခတွေကြားတဲ့ကနေသူကအလွန်အမြင့်နှစ်သိမ့်ချင်ရတယ်။အတိုင်းထက်အလွန်ဝမ်းမြောက်တယ်လို့ပြောပြန်ရော။ ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကနည်းနည်းထူးဆန်းတယ်လို့ပဲနော်ဒုက္ခရောက်နေရင်ဝါမြောက်တယ်ဆိုတော့อืมဒီလိုစန့်ကျင်ဘက်အခြေအနေတွေချတဲ့ကသူရဲ့ပြည့်ရှမ်းနေတဲ့ဝါမြောက်ခြင်းရဲ့အရင်းအမြစ်ကပါလေဒီ wise believers ရဲ့တုံးတက်ချက်မှာဘလို့ဖော်ပြထားပါလေဒီတုံးတက်ချက်အရတော့လေရှင်ပေါလုရဲ့ဝါမြောက်ခြင်းအရင်းအမြစ်ကအဓိကအားဖြင့်ကိုရင်သသားတွေအပေါ်မှာထားတဲ့သူ့ရဲ့မေတ္တာနဲ့ယုံကြည်မှုကလာတာပါဩသူတို့ပေါ်ထားတဲ့စိတ်ကြောင့်ပါ ဟုတ်ကဲ့အတိတ်ကပြဿနာတွေရှိခဲ့ပေမဲ့နားတယ်မူလွဲတာတွေရှိခဲ့ပေမဲ့သူကသူတို့ရဲ့ဝိညာဉ်ရေးရာကောင်းကျိုးကိုတကယ်စိတ်ဝင်စားတယ်သူကသူတို့ကိုယုံကြည်နေတော့ပဲอืมအခန်းငယ်ကိုကြည်ရင်တီးထားတယ်သူတို့ကြောင့်ငါဒီအလွန်ဝါကျောဝမ်းမြောက်ခြင်းရှိ၏တဲ့ပြီးတော့ငါတို့ခံရသောဆင်းရဲဒုက္ခအလုံးစုံတို့တွင် အလွန်နစ်သိပ်ခြင်းရှိ၏အတိုင်းထက်အလွန်ဝမ်းမြောက်ခြင်းရှိ၏ဆိုပြီးပြောထားတယ်ဆိုတော့သူရဲ့အပြင်းအထန်အခြေအနေကြောင့်မဟုတ်ပဲနဲ့ ူတို့ပေါ်ထားတဲ့သူ့ရဲ့အတွင်းစိတ်သူ့ရဲ့မေတ္တာကြောင့်သူဝမ်းမြောက်နေတာဟုတ်ပါတယ်အဲ့ဒီသူတို့ပေါ်ထားတဲ့ခိုင်မာတဲ့မေတ္တာနဲ့ယုံကြည်မှုကသူ့ကိုအပြင်ပန်းအခက်ခဲတွေကြားထဲကနေတောင်းအတွင်းစိတ်မှာကြီးမားတဲ့ဝမ်းမြောက်ခြင်းနဲ့နှစ်သိမ့်ခြင်းကိုပေးနေတာဟုတ်ပါပြီဒါကလေနောက်ပိုင်းမှာသူတို့ရဲ့နောင်တအကြောင်းကြားရတဲ့အခါသူဘလောက်တောင်ပို့ပြီးဝမ်းမြောက်မလဲဆိုတာကိုနားလည်ဖို့အတွက်အခြေခံပြင်ဆင်ပေးလိုက်တယ်လို့ပါပဲကောင်းပြီသူဘက်ကတော့မေတ္တာနဲ့ယုံကြည်မှုအခိုင်အမာရှိနေပြီ အဲ့ဒီနောက်မှာရှင်ဘောလို့မက်ကီဒိုနီးယားကိုရောက်သွားတယ်နော်အငယ်ငားကနေခွန်မှာဟုတ်ကဲ့မက်ကီဒိုနီးယားရောက်တော့အဲ့ဒီမှာတီတူကိုစောင့်နေတာတီတူကကောရင်သူကနေတရင်ယူလာမှာလေဒါပေမဲ့တီတူမရောက်သေးတော့သူတော်တော်လေးစီတော့ကရောက်ခဲ့တယ်ဆိုတယ်ဟုတ်ပါတယ်ငယ်ငားမှာငါတို့သည်အနှဲငယ်များတတ်တာချင်းမရှိလို့တုံထားတယ်အပြင်းနရန်တွေ့ချင်းအတွင်း၌ကြောက်ရွံ့ချင်းရှိကြ၏ဆိုတော့တော်တော်ပင်ပန်းကြီးတဲ့အခြေအနေอืม ဒါပေမဲ့နောက်ဆုံးတော့တီတူရောက်လာရောဟုတ်ကဲ့တီတူရောက်လာတဲ့အခါမှာတော့ခြေနေကပြောင်းသွားရောဟုတ်တီတူကတရင်ကောင်းပါလာတာကိုကောရင်သူသားတွေကရှင်ပေါလုရဲ့စာကိုလက်ခံတယ်နောင်တရတယ်ပြီးတော့ရှင်ပေါလုကိုအရန်တွေ့ကျင်နေကြတယ်ဆိုတဲ့တရင်ကိုဟုတ်ပါတယ်သူတို့ရဲ့တောင့်တခြင်းသူတို့ရဲ့ငိုကြွေးခြင်းသူတို့ရဲ့စိတ်အားကြီးခြင်းအကြောင်းတွေတီတူကပြန်ပြောပြတော့ရှင်ပေါလုကအလွန်နဲ့တိမ်မရသွားတယ်သားရဲ့ဝမ်းမြောက်ခြင်းရှိ၏လို့တောင်းထားတယ်။အင်းဒီနေရာမှာပဲ ခုနကကျွန်တော်တို့ပြောခဲ့တဲ့အဓိကအချက်ရောက်လာပြီဟုတ်ကဲ့ငယ်ရှင်းတဲ့ကိုမရှင်ပေါ်လူရသူ့အရင် ရေးခဲ့တဲ့ပြင်းထန်တဲ့စာကြောင့်သူတို့ဝမ်းနေခဲ့ရတာကိုသူဝမ်းမြောက်တယ်လို့ပြောတယ်ဟုတ်ပါတယ်လူတစ်ယောက်ဝမ်းနေတာကိုမြင်ရလို့ဝမ်းမြောက်တယ်ဆိုတာတာမအားဖြင့်တော့နည်းနည်းထူးဆန်းတယ်လို့ထင်စရာပဲနော်ဟုတ်တယ်လေဘသူကသူများဝမ်းနေတာကိုဝမ်းတာမှလဲပေါ့ဟုတ်ဒါမဲ့သူကရှင်းပြထားတယ် ဘာကြောင့်ဒီလိုပြောရတာလဲဟုတ်ပါတယ်အဲ့ဒါကအငယ်90မှာရှင်းပြထားတဲ့အလွန်ရေးကြီးတဲ့ကွာခြားချက်ကြောင့်ပါရှင်ပေါ်လူဝမ်းမြောက်တာက သူတို့နာကျင်ခံစားရလို့မဟုတ်ဘူးမဟုတ်ဘူးဟုတ်ကဲ့သူတို့ရဲ့ဝမ်းနေခြင်းကမံကန်တဲ့အမျိုးအစားဖြစ်နေလို့ပြီးတော့အဲ့လိုဝမ်းနေခြင်းကနောင်တာကိုဖြစ်စေလို့သူကဝမ်းမြောက်တာအင်း ဝန်တဲ့ချက်မှာအမျိုးအစားရှိတာဟုတ်ဟုတ်ပါတယ်ဒီ wise believers ရဲ့သုံးသက်ချက်မှာလည်းအဓိကမြေမောင်းထိုးပြထားတာအဲ့ဒီဝန်တဲ့ချက်ညမျိုးရဲ့ကွာခြားချက်ပဲဒါကိုနားလည်ဖို့ကဒီအခန်းကြီးရဲ့ top ချက်ပဲလို့ဆိုနိုင်ပါတယ်ကောပဲဒါဆိုအဲ့ဒီညမျိုးကပါတယ်လေပထမတစ်ခုကဖျားတခင်စီတော်နဲ့တွေ့တော်ဝန်တဲ့ချင်း godly sorrow ငယ်စေရဆိုရင်ဒီဝန်းနေချင်းမျိုးက နောင်တရစေရအကြောင်းမရှိတော့နောင်တကိုဖြစ်စေ၍ကဲတင်ချင်းတို့ပို့ဆောင်တတ်၏။ဟွန်း ကယ်တင်ခြင်းကိုပို့ဆောင်တဲ့နောင်တဟုတ်ကဲ့ဆိုလိုတာကကိုလုခဲ့တဲ့အပြစ်ကြောင့်လေဘုရားသခင်ရဲ့စိတ်တော်ကိုနာကျင်စေမိလို့ဘုရားသခင်နဲ့ကိုယ့်ရဲ့ဆက်ဆံရေးကိုထိခိုက်စေလို့တကယ်ပဲစိတ်မကောင်းဖြစ်ပြီးဝမ်းနေတာမျိုးဒီဝမ်းနေခြင်းရဲ့အဥဒိချက်ကဘုရားသခင်ဖြစ်နေတယ်ကိုပြစ်ကိုမုံတီးစိတ်နဲ့ဝမ်းနေတာဟုတ်ပြီတကပထမအမျိုးအစားဒုတိယကရောဒုတိယတစ်ခုကလောကီဝမ်းနေခြင်း worldly sorrow ဒါကကြတော့တည်ခြင်းကိုဖြုတ်တက်ဤလို့ဆိုထားတယ်ဟုတ်တည်ခြင်း ဟုတ်ပါတယ်။ဒီဝမ်းနေကြီးနေရအပြစ်ကိုမိုးလို့ဝမ်းနေတာမဟုတ်ဘူး။အပြစ်ရဲ့အကျိုးဆက်တွေကိုကြောက်လို့လူတွေရှေ့မှာအချက်ရမှာဆိုးလို့အပြစ်တန်ခံရမှာကြောက်လို့အဲ့လိုကိုယ့်အပေါ်ကြားရမဲ့အကျိုးဆက်တွေကိုပဲစိတ်ပူပြီးဝမ်းနေတာမျိုး။ဟွန်း။အဓိကကွာခြားချက်ကဝမ်းနေရတဲ့အကြောင်းရင်းပေါ့။တခုကဖះကို စိတ်ထိတ်ခိုက်စီလို့နောက်တခုကကိုကိုကိုထိတ်ခိုက်မှာဆိုးလို့ဟုတ်ပါတယ်။ ဲ့လိုပြောလို့ရတယ်ပထမတစ်ခုကအဖြစ်ကိုမုံတိစိတ်ပြီးပြောင်းလဲခြင်းစီဥတည်တယ်ဒုတိယတစ်ခုကတော့အဖြစ်ကိုမမုံဖို့အခြေအနေမကောင်းလို့စိတ်ညစ်တာလောက်ပဲဒါကြောင့်တကယ်ပြောင်းလဲခြင်းကိုမဖြစ်ပေါ်စေဘဲစိတ်ပြက်ခြင်းဝิญဉ်ရဲ့အသေးခြင်းကိုပဲဥတည်သွားတတ်တယ်ဒါတကယ်ကိုအရေးကြီးတဲ့ခွဲခြားမှုပဲဟုတ်ကဲ့ဒီသုံးသက်ချက်နေရတဲ့အဓိကချက်ကတော့ရှင်ဘောလူကဒီဝမ်းနေချင်းနှမျိုးကိုခွဲခြားပြခြင်းအဖြစ်စစ်မှန်တဲ့နောင်တကိုဘလို့တိနိုင်မလဲဆိုတဲ့တိုင်းတာစစ်စင်းနိုင်တဲ့နီလန်းကိုပေးနေတာပဲဟုတ်ပါပြီ ။ဒါဆိုရင်ကိုရင်းတိုသားတွေရဲ့ဝိုင်းနေခြင်းကပထမမျိုးစာဖျားရတဲ့ခင်စိတ်တော်နဲ့တွေ့တဲ့အမျိုးအစားဖြစ်တယ်ဆိုတာကိုဘယ်အချက်တွေကတတိပြနေတယ်လဲ။အဲ့ဒါကိုအငယ်စစ်ထမရှင်းရှင်းလင်းလင်းတွေ့ရတယ်။ဟုတ်တယ်အငယ်စစ်ထမအဲ့ဒီဖျားစိတ်တော်နဲ့တွေ့တဲ့ဝိုင်းနေခြင်းရဲ့လက်တွေ့အတိအပွင့်တွေကိုရှင်ပေါလုကစာရင်းလို့ပြထားတယ်နော်။ခုနှစ်ချက်လောက်ရှိမိတင်တယ်။ဟုတ်ပါတယ်ခုနှစ်ချက်ဒီချက်တွေကဖျားစိတ်တော်နဲ့တွေ့တဲ့ဝိုင်းနေခြင်းဆိုတာစိတ်ခံစားချက်တသက်မဟုတ်ပဲလက်တွေ့ကြားတဲ့အဖြစ်အမူကြောင်းလဲခြင်းတွေထိပေါ်စေတယ်ဆိုတာကိုပြနေတာ။ 음ဒီ wise believers ရဲ့တုံးသက်ချက်ထဲမှာအဲ့ဒီအချက်ခုနှစ်ချက်ကိုဘလို့အတိအကျရှင်းပြတာလဲကျွန်တော်နည်းနည်းဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့ဒီတုံးသက်ချက်မှာအဲ့ဒီခုနှစ်မျိုးကိုဒီလိုဖော်ပြထားပါတယ်ပထမဆုံးကလုံလာ video ရှိခြင်း earnestness diligence ပေါ့လုံလာဟုတ်တယ်ဆိုလိုတာကမားတာကိုအမြန်ဆုံးပြင်ဆင်ဖို့အခြေအနေကိုမှန်ကန်အောင်လုပ်ဖို့အလေးနဲ့စူးစမ်းအားထုတ်လာတာဒီတိုင်းထိုင်မနေတော့ဘူးဟင်းတက်ကြလာတာပေါ့ဟုတ်ပါတယ် ဒုတိယကမိမိကိုယ်ကိုရှင်းလင်းတင်ပြခြင်း eagerness to clear yourselves ဟင်းဟုတ်ပြီကိုယ်အမာကိုဝန်ခံပြီးဖြည့်ရှင်းဖို့ကြိုးစားတာဒါမှမဟုတ်အဲ့ဒီအပြင်နဲ့ကိုယ်မပတ်တဲ့ကြောင်းတက်တက်ပြဖို့ကြိုးစားတာမျိုးပေါ့ဖုံးခွဲမနေတော့ပဲပုံပုံလင်းလင်းထလာတာဟုတ်ကဲ့တတိယကဒေါသအမျက်ထွက်ခြင်း indignation ဒေါသဘလို့ဒေါသမျိုးလဲအာဒါကကိုကိုကိုဓမ္မမို့ချားတူကိုဒေါသထွက်တာမျိုးထက်ဖြစ်ခဲ့တဲ့အပြက်ပုံမှာစိတ်ဆိုးတာ အပစ်ကိုယွန်ရှာမုန်တီးလာတာငါရောဘာလို့ဒီလိုအမမျိုးလုပ်မိခဲ့တာလဲဆိုရဲမန်ကန်တဲ့ဒေါသမီတောက်လောင်လာတာမျိုးဩဖြစ်ကိုမုန်တဲ့ဒေါသပေါ့ဟုတ်ပါရဲ့စတုထကကြောက်ရွံ့ခြင်း alarm fear ကြောက်တာอืมဒါကလည်းအပြစ်တိုင်ကိုကြောက်ကမျိုးထဲဖျားသခင်ကိုကြောက်ရွံ့ယူတည်တဲ့စိတ်နဲ့အပြစ်ရဲ့ဆိုးကျိုးကိုတတိထားလာတာ နောက်တစ်ခါဒီလိုအမားမျိုးမထီအောင်တတိကြီးစွာထားလာတာမျိုးပေါ့ဟုတ်ကဲ့တတိထားစင်ကျင်တက်လာတာဟုတ်ပါတယ်ပဉ္စမကစိတ်အားထက်သန်စွာစန္ဒရှိခြင်း longing တုံတာခြင်းอืมရှင်ပေါလုနဲ့ဆက်ဆက်ရေးပြန်ကောင်းဖို့သူ့ရဲ့တုန်တင်မှုကိုပြန်ခံယူဖို့ပြင်ပြစွာတောင်းတလာကိုဆိုလိုတာပါဟုတ်ပြီစတ္ထမကစိတ်အားကြီးခြင်း zeal ဒါကတော့ဖျားတခင်ရဲ့ဘုံတော်အတွက်အမားတယောက်အတွက်အသိန်းတို့ရဲ့ကောင်းကျိုးအတွက်စိတ်ထက်သန်တက်ကြွလာတာဟုတ်ကဲ့ နောက်ဆုံးတစ်ခုကအပြစ်ကိုတန်ပေးခြင်း readiness to see justice done punishment ဒါကနည်းနည်းတော့ပြင်းထန်သလိုပဲဟုတ်ဒါကကိုကိုကိုတန်ခတ်တာမျိုးထက်မာရီနဲ့လူရဲ့အတွက်တာဝန်ယူမှုရှိလာတာကိုဆိုလိုတာပါလူအပ်တဲ့ပြုပြင်ဆုံးမှမဟုတ်လက်ခံဖို့ဒါမှမဟုတ်လှုပ်ဆောင်ဖို့အသင့်ရှိလာတာမျိုးပေါ့အမားကိုအမားလိုဝန်ခံပြီးတရားမျှတမှုကိုလိုလားလာတာဘင်းဆိုတော့ဒီအချက်ခဏချက်ကဝါနေယုံတသက်မဟုတ်တော့ဘူး လက်တွေ့အပြောင်းလဲတွေအများကြီးပဲဟုတ်ပါတယ်ဒါကြောင့်ဒီသုံးသက်ချက်ကဒီအချက်တွေကိုကိုယ့်ရဲ့နောင်တဒါမှမဟုတ်တခြားသူရဲ့နောင်တကိုသုံးသက်တဲ့အခါလက်တွေ့သုံးဝင်နဲ့မကြောက်တယ်မယ်လို့ဆိုလိုရင်းဖြစ်ပါတယ်တခုချင်းစီကအရေးကြီးတယ်လို့ပဲ အားလုံးစုပြောင်းလိုက်တဲ့အခါမှာစစ်မှန်တဲ့အစိမ်းနှလုံးပြောင်းလဲခြင်းရဲ့ပုံရင်းအပိအစုံကိုမြင်ရတာပေါ့အတိအကျပါပဲဒါဟာစိတ်ခံစားမှုဒေါသကြောက်ရွံ့ခြင်း တောင့်တခြင်းနဲ့လက်တွေ့လှုပ်ဆောင်မှုလုံလရှင်းလင်းခြင်းစိတ်အားကြီးခြင်းဒံပေခြင်းနှစ်ခုလုံးပါဝင်တဲ့ဟန်ချက်ညီတဲ့တုံ့ပြန်မှုထိကြောင်ပြနေတာပါဟုတ်ပါပြီဒါဆိုရင်ဒီလိုစစ်မှန်တဲ့နောင်နာနဲ့ပြောင်းလဲမှုရဲ့အကျိုးဆက်ကဘာဖြစ်လာလဲ ဲ့ကျိုးဆက်ဒီပေါ့ဟုတ်အထူးသဖြင့်တီရူအပေါ်မှာဘလို့တက်ရောက်မှုရှိခဲ့လဲသူကရင်းထုကနေပြန်လာတဲ့ခါသူဘလော့ဝမ်းမြောက်ခဲ့လဲဆိုတာကိုငယ်စက်တုံးမှာပြောထားတယ်နော်ဟုတ်ကဲ့ကရင်းသူသားတွေရဲ့အဲ့လောက်နောင်တရတဲ့တုံပြန်မှုနှွေးထွေးစွာကျိုးဆုံမှုကဒီခုကိုအလုံးဝမ်းမြောက်စေခဲ့တယ်သူစိတ်ကိုလန်းဆန်းစေခဲ့တယ်လို့ဆိုထားတယ်ဟွန်းလန်းဆန်းသွားတယ်ဟုတ်ပါတယ်သူတို့စီသွားတော့ကသူ့မှာစိုးရင် စိတ်ထိရှိခဲ့နိုင်မဲ့သူတို့ရဲ့စိတ်မှန်တဲ့ပြောင်းလဲမှု သူ့ကိုရိုသေကြောက်ရွံ့စွာနဲ့လက်ခံအကျိုးဆိုမှုငယ်စငားမှာပြောထားတဲ့ကိုမြင်တွေ့ရတဲ့အခါသူ့စိတ်ထဲမှာလုံးဝတတ်တာရရပြီးဝမ်းမြောက်မှုတွေရခဲ့တာပေါ့ဒါရှင်ပေါလုအတွက်လည်းအရေးကြီးတယ်နော်အရင်အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့အငယ်ဆက်တဲ့မရှင်ပေါလုကပြောတယ်လေ။ငါသည်တီတုရှင်၌တင်တို့ကြောင့်ဝါကျွားချင်းတဆုံတစ်ခုကိုပြုမိရင်ရှက်ကြောက်เสียအကြောင်းမရှိသေးတဲ့။အော်။သူကတီတုကိုသူ့အကြောင်းကြိုးပြီးအကောင်းပြောထားခဲ့တာကို။ဟုတ်ပါတယ်။သူကကိုလင်တူသားတွေကိုယုံကြည်တယ်။ သူတို့ပြန်ကောင်းလာမယ်လို့မျှော်လင့်ထားတယ်။အဲ့ဒီအကြောင်းတိတူကိုပြောပြထားခဲ့ပုံရတယ်။အခုကောရင်သူသားတွေရဲ့လုံရက်ကရှင်ပေါလိရဲ့ယုံကြည်မှုမှန်ကန်ကြောင်းသူပြောခဲ့တဲ့စကားတွေမှန်ကန်ကြောင်းတည်တည်ပြောလိုက်တာပဲ။ဆိုတော့သူတို့ကြားတဲ့ကပျက်စီးသွားခဲ့တဲ့ယုံကြည်မှုကိုပြန်လဲခိုင်မှန်စစ်လိုက်တာပေါ့။ဟုတ်ကဲ့။ရှင်ပေါလိရဲ့ခေါင်းဆောင်မှုအပေါ်မှာသူရဲ့လင်းစားမှုကိုလည်းပြန်လဲအတည်ပြုပေးလိုက်တယ်လို့ဖြစ်သွားတယ်။ဒါကြောင့်ပဲအခန်းကြီးအဆုံးအငယ်၁၆မှာရှင်ပေါလိက တွင်တို့ကို အရာခတ်သိနိုင်ယုံကြည်သောကြောင့်ဝမ်းမြောက်ချင်းရှိဆိုပြီးယုံကြည်မှုအပြည့်နဲ့ဤကုန်းချုံနိုင်ခဲ့တာပေါ့ဟုတ်ပါတယ်ဒါဟာအပြစ်ကြောင့်ပျက်စီးသွားတဲ့ဆက်ဆံဤကိုဖျားသခင်စိတ်တော်နဲ့တွေ့တဲ့ဝမ်းနဲ့ချင်းဆက်မှန်တဲ့နောင်တနဲ့ပြန်လဲတင့်မြတ်ခြင်းအပြင်ဘလို့ပြန်လဲပြည့်ပြန့်တည်ဆောက်နိုင်ကြောင်ပြတဲ့တကိကုအားစိတ်စရာနမူနာပါပဲ ဟုတ်ကဲ့ဒီလိုပြန်လဲတိဆောက်လိုက်တဲ့ယုံကြည်မှုက နောက်အခန်းတွေမှာဆွေးနွေးမဲ့စေတနာအလိုငွေစုဆောင်းခြင်းလိုမျိုးအရေးကြီးတဲ့ကိစ္စတွေမှာအတူတကွပူးပေါင်းဆောင်ရွက်နိုင်ဖို့လမ်းဖွင့်ပေးလိုက်တာဖြစ်မှာပဲနော်အတိအကျပါပဲဒီအခန်းကြီးကပြဿနာရဲ့အရင်အမြတ်နောင်တရဲ့သဘောတဘာဝပြန်လဲသိမြတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုရှင်းရှင်းလင်းလင်းဖော်ပြထားတာပါကောင်းပါပြီ ဒီလိုဆိုရင်တော့အခန်းကြီး9ရဲ့အတ္တိကအချက်လက်တွေနဲ့သူ့ရဲ့စီစဉ်ပုံကိုကျွန်တော်တို့တော်တော်လေးခြုံငုံမိသွားပြီလို့ထင်ပါတယ်။ဟုတ်ကဲ့။အခုဒီဆွေးနွေးမှုကနေကျွန်တော်တို့လက်တွေ့ချင်းတွန်းဖို့ယူသွားဖို့တဲ့အတ္တိကအချက်တွေကဘာတွေထင်မလဲ။အထူးသဖြင့်ဒီ wise believer ရဲ့သုံးသက်ချက်ကနေဘာတွေကိုအတားဖြည့်ပြီးလမ်းညွှန်ထားပါတယ်လဲ။ဟုတ်ကဲ့။ဒီသုံးသက်ချက်ကနေထုံးလို့ယူနိုင်တဲ့လက်တွေ့ချင်းသုံးဆရာအချက်တွေအများကြီးရှိပေမဲ့အတ္တိကအချက်နှစ်ချက်ကိုပဲကျွန်မအတိုးချုပ်ပြီးပြောပြချင်ပါတယ်။ဟုတ်ကဲ့ပြောပြပါဦး။ ပထမအချက်ကတော့ကိုယ့်ရဲ့ဝမ်းနည်းခြင်းရဲ့အရင်းအမြစ်ကိုရိုးသားစွာစစ်ဆေးဖို့လိုတယ်ဆိုတာပါပဲ။ Hmm ။ဝမ်းနည်းခြင်းနဲ့မျိုးခွာချတာနဲ့ဆိုင်တာပေါ့။ဟုတ်ပါတယ်။ကိုကအမားတစ်ခုခုအတွက်စိတ်မကောင်းဖြစ်တဲ့အခါဝမ်းနည်းတဲ့အခါကိုကိုကိုရိုးသားစွာမေးခွန်းထုတ်ကြည့်ဖို့လိုပါတယ်။ငါဘာကြောင့်ဝမ်းနည်းနေရလဲ။ဒီကိစ္စရဲ့အကျိုးဆက်ကိုကြောက်လို့လား။လူတိမှကြောက်လို့လား။ Lucky ဝမ်းနည်းခြင်း ။ဒါမှမဟုတ်ငါအဖြစ်ကြောင့်ဖျားသခင်ရဲ့စိတ်တော်ကိုနာကျင်စင်မိလို့ငါနဲ့ဖျားသခင်ရဲ့ဆက်ဆံရေးပျက်စီးသွားလို့လား။ဖျားသခင်စိတ်တော်နဲ့တွေ့တော်ဝမ်းနေခြင်း။ဟုတ်ကဲ့ဒီလိုခွဲခြားသင်ရင်မို့ကကိုကိုကိုလှည့်စားမနေဖို့နဲ့စစ်မှန်တဲ့နောင်တဆီကိုဥတည်နိုင်ဖို့အရန်ရည်ချပါလေစစ်မှန်တဲ့နောင်တဆိုရင်ခုနကပြောခဲ့တဲ့ငွေစတစ်ကအသေးဖွင့်တွေလက်တွေ့လှုပ်ဆောင်မှုတွေနဲ့တက်တည်ပြလာပါလိမ့်မယ်ဟုတ်ပါပြီတပ်ပတမချက်ဒုတိယချက်ကတော့ ဒုတိယချက်ကတော့အခန်းငယ်တိမှကျုံးခဲ့တဲ့တန်ရှင်းချင်းကိုစုံလင်စေခြင်းဟာနေ့စဉ်နဲ့အမြတ်လှောက်ဆောင်ရမယ့်လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာကိုတတိယဖို့ပါပဲ။ဟွန်းတခါတည်းပြီးသွားတာမဟုတ်ဘူးဆိုတာပေါ့။ဟုတ်ပါတယ်။ဖရာသခင်ရဲ့ကတိယော်ရီဖရာနဲ့ကျမတို့ရဲ့ဆက်ဆံရေးကြောင့်ကျမတို့မှာတန်ရှင်းစွာအသက်ရှင်ဖို့တာဝန်ရှိတယ်။ဒါပေမဲ့တဟာတခါတည်းပြီးပြည့်စုံသွားတာမျိုးမဟုတ်ဘူး။မဟုတ်ဘူး။ဟုတ်ကဲ့။ဖရာသခင်ကိုကြောက်ရွံ့ယိုသေးတဲ့စိတ်နဲ့ ကိုခန္ဓာနဲ့စိတ်ဝိညာဉ်ကိုညစ်ညူးစေတဲ့အရာတွေကနေနေ့စဉ်နဲ့အမျှကိုကိုကိုစင်ကြယ်စေဖို့ကြိုးစားအားထုတ်နေရမယ့်ခီးရှည်ကြီးဖြစ်ပါတယ်။ဝိညာဉ်ရဲ့ရာတိုးတက်မှုမှာရက်တက်မနေပဲဆက်လက်ကြိုးစားနေဖို့ဒီအချက်ကကျမတို့ကိုအမြဲတည်ပေးနေပါတယ်။ဟုတ်ကဲ့။ကိုစိတ်ကိုစန့်စစ်ဖို့ရဲ့နေ့စဉ်ကြိုးစားဖို့ရဲ့တကယ်မှတ်သားစရာအချက်တွေပါ။ဟုတ်ကဲ့ပါ။ကဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးအနည်းထုတ်ရရင်ကောင်းနှစ်ကော်ရင်သို့အခန်းကြီးခွန်အား ဖယားသခင်စိတ်တော်နဲ့တွေ့တဲ့ဝမ်းနဲ့ကြီးရဲ့အံ့ဩပွေကောင်းလောင်အောင်ပြောင်းလဲစေနိုင်တဲ့တန်ကိုကိုမိမောင်းထိုးပြနေတဲ့ဆိုတာပါပဲဟုတ်ပါတယ်ပြောင်းလဲစေတဲ့တန်ကိုဒီဝမ်းနဲ့ကြီးဟာစိတ်မကောင်းဖြစ်ရင်တသက်မဟုတ်ပဲဒါကစစ်မှန်တဲ့နောင်တကိုဖြစ်စေတယ်လက်တွေ့ဖြူမှုပြောင်းလဲခြင်းတွေကို ဖြစ်စေတယ်ဟွန်းခုနအချက်ခုနဲ့ချက်လို့မျိုးပေါ့ဟုတ်တယ်ပြီးတော့ပျက်စီးနေတဲ့ဆက်ဆံရည်တွေကိုပြန်လဲပြုပြင်တိဆောက်ပေးတယ်နောက်ဆုံးမှာတော့နှစ်ဆိုင်နဲ့ဝမ်းမြောက်ခြင်းနဲ့ နှစ်သိန်းချင်းကိုစောင့်ရင်ပေးတယ်ဆိုတာကိုကျွန်တော်တို့လေ့စားခဲ့ရပါတယ်ဟုတ်ကဲ့ဒါဟာအပြည့်အချိုးဆက်ကိုပဲဆိုရင်လေနောက်ဆုံးမှာပျက်စီးခြင်းနဲ့စိတ်ပျက်ခြင်းကိုပဲဖြစ်စေတတ်တဲ့လောကီဝန်နေခြင်းနဲ့လုံးဝကွဲပြားခြားနားတယ်ဆိုတာကိုလည်းတွေ့ခဲ့ရတယ်ဟုတ်ပါတယ်ကွာချာချက်ကကြီးပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့လေလာတွန်းတမှုဟာ the wise believers မှာပြုစုပြင်ထားသောအချက်လက်များကိုအခြေခံထားကြောင်းလည်းထပ်လောင်းပြောကြားလိုပါတယ်ဟုတ်ကဲ့ ဒီဆွေးနွေးမှုကိုဆုံးသက်ခါနီးမှလေကျွန်မအနေနဲ့ဆက်ပြီးစဉ်းစားစရာတွေးလေးတစ်ခုဝင်မြတ်ခင်ပါတယ်ဟုတ်ကဲ့ကောင်းပါတယ်ဒီနေ့ကျွန်မတို့လေ့လာခဲ့တဲ့တန်ချင်းချင်းကိုဆုံးလင်းစေခြင်းဆိုတဲ့အယူအဆရဲ့နောင်တရဲ့လက်တွေ့တတ်တည်ခုနှစ်မျိုးရဲ့အပေါ်မှာအခြေခံပြီးတော့လေကိုကူကိုဒီမေးခွန်းလေးကိုမေးကြည့်စေခြင်းပါတယ်ဟုတ်ကဲ့ပါမရလားငါတတ်တာမှာအပြစ်ထွက်စိတ်မကောင်းဖြစ်ုံဝဲနှယုံတတ်တတ်ပဲလားဒါမှမဟုတ်အဲ့လာထက်ကြော်လွန်ပြီးတော့တန်ရှင်းချင်းကိုစုံလင်စီခြင်းအတွက် တက်တက်ကြွကြွနဲ့လှုပ်ဆောင်နေတဲ့ခြေလမ်းတစ်ခုရှိရလားဒါမှမဟုတ်အငယ်7မှာဖော်ပြခဲ့တဲ့စစ်မှန်တဲ့နောင်တရဲ့လက္ခဏာတစ်ခုခုဥပမာအမားကိုပြင်ဖို့လုံးလာစိတ်ထုတ်တာမျိုးအဖြစ်ကိုယွန်ရှားစိတ်ဖြစ်ပေါ်လာတာမျိုးဖျားသခင်နဲ့ပြန်လဲတင့်မြတ်ဖို့တောင်းတာတာမျိုးအဲ့ဒီလိုလက်တွေ့ပြနိုင်မဲ့တီးခြားရဲ့လှုပ်ဆောင်မှုတစ်ခုခုကိုဒီဘက်အတွင်းမှာငါဘလို့အာယုံစိုက်ပြီးလှုပ်ဆောင်သွားနိုင်မလဲဆိုတာလေးပေါ့อืม စိတ်မကောင်းဖြစ်ုံနဲ့လက်တွေ့လှုပ်ဆောင်မှုစီကိုဘလို့ကူပြောင်းမလဲဆိုတဲ့မျိုးုံကောင်းတခုပါပဲကိုကိုကိုဆန်စစ်ပြီးလက်တွေ့လှုပ်ဆောင်ဖို့တိုက်တွန်းတဲ့အတွေ့ကောင်းလေးပါပဲဟုတ်ကဲ့ပါကဲဒီနေ့ဒီနကောရင်ဒုံအခန်းကြီးခွနဲ့ကအရေးကြီးတဲ့သင်ခန်းစာတွေကိုအတူတကွာစူးစမ်းလေ့လာခဲ့ရတဲ့အာလုံကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မောက်တချိန်ကျွန်တော်တို့ရဲ့စူးစမ်းလေ့လာမှုအစီအစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်